နိုဝင်ဘာလ16ရက်နေ့ယေရှုခရစ်၌ရှိသောထိုစိတ်တဘောကိုသင်တို့နိုင်လည်းရှိစေကြလောဖိလိပ္ပိဩဝါဒစာခန်းကြီးနှင့်ခန်းငယ်ကဖြူစင်သောနှလုံးသားကင်းမဲ့လျင်ဖြူစင်သောအတ္တဓာဖြင့်မနေထိုင်နိုင်ပေယနေ့လူအများစုမှာနှွားရှိထုံကျူးဆိုတဲ့ကဲ့သို့လဲကိုနှွားရှိတက်ရန်ကြိုးစားနေကြပါတယ်ထိုသူတို့မှာဖြူစင်သောလောက်ရက်စိတ်ဆန္ဒနှင့်ရည်ရွယ်ချက်များအား ဟောင်းနေ၍လေပြားတက်သောနှလုံးသားများကိုတင် जा ပြည့်ရ조사နေကြပါတယ်။ထို့ကြောင့်ကျေပြက်များပြသောဘုသူရနှင့်စိတ်ပိုင်းဆိုင်ရာချင်းကပ်မှုများလှုပ်ဆောင်တော်လဲကျင့်ဝတ်ပိုင်းဆိုင်ရာတွင်အားနည်းချက်များစွာဖြစ်ပေါ်နေကြပါတယ်။ဖြူစင်သောရည်ရွယ်ချက်စိတ်ဆန္ဒနှင့်လောရတို့သည်ဖြူစင်သောနှလုံးသားမှပေါက်ဖွားလာနိုင်ပါတယ်။ဖြူစင်သောနှလုံးသားဆိုသည်တခင်နှင့်အလားတူတူပြီး ဖျားသခင်၏အလိုတော်မှာလဲဖျားသခင်သားတော်၏တရံတော်နဲ့တူညီစီလိုပါတယ်။အကယ်၍သာသခင်ယေရှုသာကျွန်တော်တို့တဲတွင်ကိဝင့်မည်ဆိုလျင်ကျွန်တော်တို့သည်လည်းတန်ရှင်းသောဝိညာဉ်တော်လမ်းပြမှုကိုခံယူရမည်ဖြစ်ပါတယ်။ယနေ့အတွက်ဆုတောင်းကြကျွန်တော်ရဲ့နှလုံးသားကိုတန်ရှင်းစေပြီးတန်ရှင်းသောဝိညာဉ်တော်ကိုကဲဝတ်တော်မူပါဖရာသခင်အာမင် ုတ်ကဲ့ပါဆုံးထိနားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါခင်ဗျာမနေ့ပြန်ပါလဲတခြားသောဆူတောင်းချက်ကလေးကိုဖတ်ပြပေးဦးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားခဲ့ပေးဖို့လည်းမေတ္တာရက်ခံလိုပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ရက်တွင်မှာပြန်တွေ့ပါအောင်ခင်ဗျာ